ချောင်းဆောင်မြို့နယ်မှာရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ကြမဲ့ကိုစလဲလောင်းတွေရဲ့အမည်စင်ရင်ပါဆာရွက်ကိုစုပ်ဖျင်းခဲ့တယ်လို့ဆိုပြီးအမျိုးသားတဦးကိုရွေးကောက်ပွဲကာကွယ်ဥပဒေနဲ့အမှုဖွင့်ထားတယ်လို့လုံခြုံရေးတပ်ဖွဲ့နဲ့နှိစက်သူတွေထံကသိရပါဗျာ။နိုဝင်ဘာလ၄ရက်ညနေပိုင်းကချောင်းဆောင်မြို့နယ်ကွမ်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှုရုံးမှာကတ်ထားတဲ့ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ကြမဲ့လွတ်တော်ကိုစလဲလောင်းတွေရဲ့အမည်စင်ရင်ပါဆာရွက်ကိုစုပ်ဖျင်းခဲ့တာဖြစ်တယ်လို့သိရပါဗျာ။ဖြစ်စဉ်နဲ့ပတ်သက်ပြီးတပ်ဆိုင်ရာကစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ရာအစောပိုင်းဆောင်ရွက်တွေကိုဆုတ်ပြဲခဲ့သူဟာ ကွန်ရိုက်ကြီးရွာနေအသက်65နှစ်အရွယ်ဦးကျော်မြင့်ဆိုသူဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့ကြောင်းနဲ့သူ့ကိုနိုဝင်ဘာ9ရက်မနက်ပိုင်းကရဲတပ်ဖွဲ့က၎င်းရဲ့နေအိမ်မှာတွားရောက်ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့လုံခြုံရေးတပ်ဖွဲ့နဲ့နှိစက်သူတို့ကပြောပါရယ်။၎င်းကဆက်လက်ပြီးအခင်းဖြစ်တဲ့အချိန်မှာဦးကျော်မြင့်ကနည်းနည်းလေးမူးနေတယ်လို့သိရတယ်။ဆောင်ရွက်ကိုမဆုပ်ဖြဲခင်ရုံးကိုလည်းခဲနဲ့ပြစ်သေးတယ်လို့ပြောတယ်။သူ့ကိုလောလောဆယ်ချောင်းစုံမျိုးမရဲစခန်းမှာရွေးကောက်ပွဲကာကွယ်ဥပဒေအရအမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်လို့ပြောပါရယ်။ ဦးကျော်မြင့်ကိုချောင်းဆုံမြို့မရဲ့စခန်းမှာပ126မြင်းဆောင်2025ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှအကောင်အွယ်ပေးရေးဥပဒေပုံမှ26ကာကြီးမြင်းဆောင်24ကာကြီးအရအမှုဖွင့်အရေးယူထားတယ်လို့သိရပါဗျာ။